ပော့ပ်ဂီတာလောကရဲ့သိုးသွန်းတဲ့မင်းကလေးတွေကတူဖြစ်သတ်မှတ်ခံခဲ့ရတဲ့မိုင်လီဆာရီယပ်ကသူမဟာဆေးချောင်းနဲ့အရက်ကိုဖြတ်ထားပြီးသချင်းသစ်တွေပေါ်မှာပဲအာယုံဆိုင်နေပြီလို့ဆိုပါရယ်ဘေဘောမဂ္ဂဇင်းနဲ့မင်းမြန်ကန်တခုမှာအသက်24နှစ်ရှိပြီဖြစ်တဲ့မိုင်လီဆာရီယပ်ကမကောင်းတဲ့အရာတွေနဲ့ကင်းကင်းရှင်းရှင်းနေခြင်းနဲ့ထူးဆုံးထက်မြက်ခြင်းနဲ့နောက်ပြီးသူမကို country ဂီတာအရင်းမြစ်စီကိုပြန်လဲခေါ်ဆောင်သွားပေးမဲ့သချင်းသစ်တွေပေါ်မှာပဲအာယုံဆိုင်ချင်တော့တယ်လို့ဖြေကြားခဲ့ပါရယ် ကျမစီဂရက်မတောက်တာသုံးဘက်ရှိပြီစီဂရက်မတောက်ပဲနေတာဒီတစ်ခါအကြဆုံးပဲကျမဆေးလည်းမသုံးတော့ဘူးအရက်လည်းမတောက်တော့ဘူးအခုဆိုကျမလုံးဝတန်ရှင်းနေပါပြီလို့မိုင်းလီကဆိုပါတယ်သူမဟာမေလာ၁၇ရက်နေ့မှာမဲလီဘူးဆိုတဲ့တခြင်းသစ်တပုတ်ထွက်ဖို့ရှိပါတယ်။အဲဒီတခြင်းဟာသူမနဲ့၂၀၁၃ခုနှစ်မှာကွဲသွားပြီးအခုတော့ပြန်တွဲနေပြီဖြစ်တဲ့မင်းသားလီယန်ဟန်စ်ဘောကြောင့်ရေးပြစ်သွားတဲ့အချစ်တခြင်းဖြစ်ပါတယ်။ မိုင်လင်ဆာရက်စ်ဟာ Disney Channel အစီအစဉ်ဟန်နာမွန်ထားနာမှာပါဝင်တရုပ်ဆောင်ရာကနေနာမည်ကြီးလာခဲ့တာဖြစ်ပြီး2013ခုနှစ်မှာတော့မူရည်စေးသုံးမှု Music Video တွေမှာဖော်ချွတ်ဝန်ဆောင်မှုတွေနဲ့နာမည်ကျသွားခဲ့ပါတယ်မကြခင်ထွက်ရှိတော့မဲ့သူမရဲ့ Day Event တက်မှာတော့မိုင်လီကိုရိုင်းရေးဆက်ပြီးလျှက်စစ်တူရီယာတွေနဲ့တီးခတ်ထားတဲ့သချင်းနဲ့တေးသွားတွေပါဝင်မှာဖြစ်သလို Hillary Clinton အတွက်သချင်းတစ်ပုဒ်နဲ့လုံခြုံရေးကအမျိုးသမီးတူအတွက်ရည်စိုးရေးသားထားတဲ့သချင်းတစ်ပုဒ်တို့ပါဝင်မယ်လို့သိရပါဗျာ။